အာဘောချုပ်ကြောင်းနာဟောတော့။မောင်နဲ့ပါဟော။အာဘောချုပ်ကြောင်း။အဲအာဘောချုပ်ကြောင်း။အာဘောချုပ်ကြောင်းဆိုတဲ့ဥစ္စာကြီး။ဒကာရမတို့တဲ့။အဝိဇ္ဇာချုပ်မှအာဘောချုပ်မယ်။မှန်ပါ။အဝိဇ္ဇာချုပ်မှအာဘောချုပ်။ဘာကြ။အဝိဇ္ဇာချုပ်မှအာသဝချုပ်။အဲအဝိဇ္ဇာချုပ်မှအာသဝချုပ်မှလို့သိရမယ်။ဘာကြ။ကောင်းပြီ။ဒါကြောင့်အဝိဇ္ဇာချုပ်မှအ ¡Oh, Daniel, se cantan mal, se a ver! ¡Vamos 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 a ver! a ver! ¡Vamos ¿Cómo ver! ¡Vamos a ver! ¡Vamos ¿Cómo ver! ¡Vamos a ¿Cómo ¡Vamos ¿Cómo ver! ¡Vamos a ver! ¡Vamos ¿Cómo ver! ¡Vamos a ver! a ver! ¡Vamos a ver! ¡Vamos ¿Cómo a ver! ¡Vamos ¿Cómo ver! a ver! ¡Vamos a ver! a ver! ¡Vamos ¿Cómo ver! ¡Vamos a ver! ¡Vamos a ver! ¡Vamos a a ver! a ver! ¡Vamos ¿Cómo ver! ¡Vamos a ver! ¡Vamos ¿Cómo 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 သရုပ်တဲ့ပြင်ဆက်ကနိဗ္ဗာန်ဆိုတော့ကြောင့်၆ခုဟောမှာဖြစ်တော့ရောက်ဗေဒဓမ္မတို့၆ခုမြောက်ကိုဘုန်းကြီးဟောတော့မယ်။ဒါပြင်ဟောရအဝိဇ္ဇာချုပ်လို့အဝိဇ္ဇာချုပ်မှတန်တရားစခန်းတမယ်ဆိုတာတော့ပြင်သဘောကြပြီဒကာဓမ္မတွေလည်းသဘောကြပြီဖရာလည်းဟောလို့အဝိဇ္ဇာရဲ့ချုပ်ရချုပ်ကြောင့်အကျင့်ကိုလည်းမင်းတို့သိရအောင်၆ခုမြောက်ကပါသိရအောင် ဆိုရဆိုကြောင်းကျင့်ကုန်မယ်လို့သိရမယ်သဘောကျလားအဲဒါဖြင့်ဆိုရဆိုကြောင်းကျင့်ကြတော့ဘုရားသခင်ကိုရမေကြီးကသူ့လက်သုံးဖြစ်တဲ့မဲ့ကင်ဖြစ်ပါဝိဇ္ဇာချုပ်ရဆိုကြောင်းကျင့်ကဘယ်လိုပါလိမ့်မဲ့ကင်ပါဒါအဲဒါဖြင့်ဒကာဓမ္မတို့သံဃာမှာဖြင့်တပည့်တွေတို့ဗျာလူလည်းမဖြစ်ချင်ပါဘူးလူလည်းဒုက္ခသစ္စာနတ်လည်းဒုက္ခသစ္စာအပယ်လည်းဒုက္ခသစ္စာ ဒီကုသိုလ်တွေကလည်းဒုက္ခသစ္စာကျေစုပြီးမှကုသိုလ်တွေအာဟောတရားရဲ့အကျိုးတွေမို့ဒါတွေကအာဟောရရှိရရှိပါဘူးလူပြင်းတတ်ပြရောက်ကြောင်းကုသိုလ်တွေကလည်းအာဟောတရားအကျိုးလို့ဟောတာမှန်ပါဒါတွေတော့ကားအရေနော်အာဟောချုပ်မှသာလေနိဗ္ဗာန်ဆိုတာတော့သဘောကျမှန်ပါအဲဒီအာဟောချုပ်ခြင်းလို့ရှိရင်လည်းချုပ်ရချုပ်ကြောင်းအကျင့်ဖြစ်တဲ့မဲ့ခင်ဟာမလို့သိချပါဘူးဉာဏ်နဲ့ပြတ်မှရတယ်တခြားအကျင့်မရပါဘူးကဲပေါ်ကြပါ ဓမ္မရနေရကြဘယ်နှချက်နားလဲကွာသိနံပါတ်ကအာသွသိရနှစ်နံပါတ်ကအာသွဖြစ်ကြောင်းသိရသုံးနံပါတ်ကအာသွများပြားဖို့သိရနေနံပါတ်ကအာသွအကျိုးသိရမယ်တပည့်ရဘုံဘဝတောင်းတာတဲ့ကုသိုလ်တွေပေါ်လာတာဘုရားပေါ်လာတာဒါပြန်အာသွချုပ်တာကိုလည်းသိရမယ်ဆိုတော့ဘုရားချုပ်မှာချုပ်ကောင်းပြီ အာဘောအချို့အချို့ကြောင်းကျင့်ဆိုတော့ဘာနဲ့ကျင့်ရမလဲ။မှန်ပါတယ်။ဒါဖြင့်တရားဓမ္မနေရင်းဆရာဘုန်းကြီးဟောနေတာဟာ။အော်ဘုရုကိုချုပ်စီခြင်းလို့ဒါရင်နဲ့ရှုစားမှကွာ။လှုပ်စားမှကွာလို့ဆရာဘုန်းကြီးဟောတဲ့သရစ္စာခမည်းတော်ဘုရားတော်မူတယ်ဆိုတာလည်းခမည်းတော်ဩအာဘောချုပ်စီခြင်းတာကို။ပေါ်သေးဘူးလား။ဘာချုပ်စီခြင်းတာလဲ။အာဘောချုပ်စီခြင်း။အဲအာဘောချုပ်စီခြင်းလို့ဟောနေတယ်သရစ္စာလည်း မရတို့ဝဲထဲမှာဓာတဝါရီဥသောဝဲကခမရတို့ဥသောခန္ဓာကိုယ်သက်သုံးနေလေနေနေလို့ပြီးရုပ်ဆုံးကခိုင်းနေပါတယ်ရုပ်ဆုံးကခိုင်းပြီးကြလားအောက်မရဲ့ပို့ပြန်တယ်ဓာတဝါလည်းပို့နောက်ကအဲ့ဒီကနေဘယံမရတခါလဲဒကာဓမ္မတို့ဝဲထုတ်သွားတဲ့သိရကလေးကဘယံမရလဲထွက်သွားတဲ့ဆိုတာလဲအောက်မြုပ်ပြီးတော့ဘယံမရပေါ်ချမ်းစီသွားမပေါ်ဘူးလားပေါ်ပါဘူးဒီမှာလဲခင်ဗျားတို့ ဒီ30ခုနဲ့ပေါ်ကျင်တဲ့ဆီသွားပြီးဒီကာလလက်လိုက်ကြလဲ30ခုနောက်လည်းအပဲလေးပါလဲမြို့မြို့ရာကနေပြန်ပြီးဗယမရပေါ်လာပြန်တော့လဲ30ခုဒုက္ခတစ္ဆာလည်းပြန်ရောက်မှန်ပါကောင်းတာများပါသေးမှန်ပါအဲ့ဒီကဲတော့ကောင်းတာမပါတော့ဘုန်းကြီးတို့ဓမ္မတွေမှာအာရောမချုပ်ကလေးဒီလိုပဲလှည့်ပေးပြီးကာလဗယမရလှည့်ပြီးဗယမရပေါ်နေမှန်ပါသဘောကျမှန်ပါအဲဘယ်လိုလုပ်ကြမလဲဆိုတော့အာရောချုပ်အောင်လုပ်ပါမှန်ပါသဘောကျမှန်ပါ အာသဝချုပ်သွားလို့ရှိရင်ဒကာရမတို့လက်ပေးမဲ့တရားရှိတယ်မရှိပါဘူးဒါဖြင့်အာသဝချုပ်အောင်ဘယ်လိုကျင့်ရမှာလဲမဲ့ခင်ရှင်းပါနဲ့ခမည်းတော်ဤခန္ဓာကိုယ်ကိုလက္ခဏာဤပုံမှာရှိအောင်ပါပါဒါမရှိလို့ရှင်အာသဝဖြုံကုန်ဖြုံပါပါဖြုံမမဖြုံပါဒါဖြင့်ဒီနေ့တရားမှာဓမ္မ ည်းသိမြောင်ဘုရားလည်းဟောတော်မူပါပေတယ်လူရင်းနဲ့ဆိုက်ပါပေတယ်ဆိုတာခင်ဗျားတို့ဉာဏ်နဲ့မှသိကြည့်ချက်လူရင်းမဆိုက်သေးဘူးလားလူရင်းဆိုက်ပြီနော်ဒါရင်ဒါပြန်လူရင်းဆိုက်ပြီမဲ့လေဘုန်းကြီးကဒီဃာရမတွေဆိုက်တယ်မတင်သေးတဲ့အတွက်လူကြီးကိုပြမှာပဲကိုဆိုက်မှာမှန်ပါဘူးတပည့်ကြပြပါအာသောချုံမှာ နိဗ္ဗာန်ကိုဘာသွားချိုးရင်နိဗ္ဗာန်အဲ့ဒီချိုးအောင်ဘာနဲ့ကျင့်မလဲအဲမဂ္ဂင်7ပါးဆိုတော့6နာမနဲ့မကျင့်ရဘူးအဲ6နာမနဲ့ကျင့်မှအာသွားချိုးမှန်ပါ6နာမနဲ့မကျင့်ရင်အာသွားမချိုးတော့အာသွားမချိုးလို့ရှင်းတရားဓမ္မတို့ဟောဒီအာသွားဒီကုသိုလ်တွေကြီးလောက်ခိုင်းနေမှန်ပါဘုံဘုရားလဲရတဲ့ကုသိုလ်ဘုံဘုရားမြတ်တဲ့ကုသိုလ်မလောက်ခိုင်းပေဘူးလားလောက်ခိုင်းပါ ကြည့်မလားဒါဖြင့်ဒကာဒကာမတို့အာသွားပဲထုတ်ရချင်းကြောင့်အကျင့်ဖြစ်တဲ့မဲခင်လုံးနဲ့ခန္ဓာပေါ်မှာမလုတ်တွေ့ကာလပတ်လို့အာသွားတော့ချုပ်မိမဟုတ်ပါဘူးသဘောပါအာသွားချုပ်ပါချုပ်ပါမဲခင်၈ပါးနဲ့ခန္ဓာကိုယ်တော်မှာဒုက္ခသစ္စာမြင်အောင်မလုတ်တွေ့ကာလပတ်လို့အာသွားဘယ်တော့မှမချုပ်ပါသဘောကြလားမဲခင်၈ပါးနဲ့ဒကာဒကာမတို့ခန္ဓာကိုယ်ပေါ်မှာခန္ဓာကိုယ်ဒုက္ခသစ္စာမသိသေးတွေ့ကာလပတ်လို့အာသွားမချုပ် ရမလားအနာကိုဖြစ်တဲ့ဒုက္ခတစ္ဆာလို့မှပိုင်ပိုင်နေနေမသိသေးလို့ရှင်အာတော့ရပဲနဲ့ရှင်းမလားရှင်းလို့ရှင်းတရားဓမ္မတို့အလုံးလုံးကြပါလို့ဆိုတဲ့တရားကိုရှင်းပြောရတာခန္ဓာကိုယ်ဒုက္ခတစ္ဆာသိသွားလို့ရှင်းဖြင့်မကင်ခန္ဓာကဒုက္ခတစ္ဆာသိတာကမကတစ္ဆာမျိုးလားမှန်ပါဘူးဒီအာတော့ကလာနိုင်သေးရလားမှန်ပါဘူးသူကအာတော့ဆိုတဲ့တရားက အဝိဇ္ဇာကသွားတာသစ္စာမသိအောင်ဖုံးထားတာဘူးမှန်ပါသစ္စာမသိအောင်ဖုံးထားတာကိုသူတို့ကသစ္စာသိတဲ့အလုံးလုံးလိုက်တော့ဟောနေကအဝိဇ္ဇာသွားချုပ်သွားတယ်ချုပ်သွားချုပ်သွားသူ့ကြောင့်သူကလက်ခိုင်းလို့ပေါ်ရတယ်ဓမ္မသွားဘောသွားလိစ္ဆာသွားကသူ့မမရှိဘဲနဲ့သူ့အစီကံ၃ယောက်ပဲရှိပါမရှိပါဘူးသူစေကံတော့ရအောင်မရှိပဲနဲ့အာသောအပြားတွေကိုရှိပါမရှိပါအဲဒီဘုံဘဝလည်းနေရတဲ့ကုသိုလ်တွေကိုရှိပါမရှိပါဟောရတဲ့သူတို့နှစ်ခုအရေးကြီးဆုံးပဲ ်ဒါတော့ချုပ်တဲ့အကျင့်အရေးကြီးဆုံးပဲသဘောပါကြမှာဘာအရေးကြီးပါလဲအာသဝချုပ်တဲ့အကျင့်ဂိုင်းအာသဝကအာသဝချုပ်တဲ့အကျင့်အရေးကြီးဓမ္မကြီးအလွန်အရေးကြီးပါအာသဝကဘယ်ချိန်မှချုပ်မှာတော့လို့မောင်နိုင်တို့ကိုမြင့်တော်မေးဖို့မလို့သစ္စာသိတဲ့အချိန်မှာသူချုပ်ပါမယ်သဘောပိုင်ပါဘယ်ချိန်သူချုပ်မှလို့ပြောသစ္စာသိတဲ့အချိန်ချုပ်ပါဩော်ဒါဖြင့်ဒကာရမတို့ သစ္စာမသိသေးသေးအတော့မချုပ်သေးမချုပ်သေးသေးတဲ့ဒီဝဲရနေတဲ့တတုံးသေးရလို့ပဲဘယမရာလည်းပဲဘယမရာမြုပ်ဘယမရာသွားပေါ်ပေါ်ခြင်းနဲ့ရှိမှန်ပါဒီတိုင်းမနေပဲမှန်ပါအဲ့ဒါကြောင့်ဒကာဓမ္မတို့ခန္ဓာပေါ်မှာပါတိကိုရေးကြည့်ပါသစ္စာသစ္စာအဲခန္ဓာကသစ္စာသိတာကမဂ္ဂသစ္စာခန္ဓာသိခန္ဓာကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာကအာသွာ သဘောကြခန္ဓာကဘာသစ္စာဒုက္ခသစ္စာသိတာကမက္ကတာသိတာကအာသဝပါဘုရားအဲဒါပေမဲ့အာသဝသေးတော့အရာနိဗ္ဗာန်ဝိသတိဆိုတဲ့တိုင်းအာသဝသေးလို့ရှိရင်ဖြင့်အာသဝခယံအာသဝတရားတွေကုံညာနိဗ္ဗာန်သူကုံတဲ့နေရာနိဗ္ဗာန်သူမကုံတဲ့နေရာနိဗ္ဗာန်သဘောပါလားအဲဒါကြောင့်ဒကာဓမ္မတို့တက်လည်းသိပါပြီနဲ့လည်းသိပါပြီသုံးလို့သိပါလေသိပါ ဒါကြောင့်ဒီကုသိုလ်တွေဟာဘုရုတ္တတိတွေဆိုတာဒကာဓမ္မတွေလေးလေးနဲ့နဲ့မှတ်ဘုံဘဝကိုတောင်းတလုပ်ခဲ့လူဘဝနတ်ဘဝဗြဟ္မာဘဝတောင်းတလုပ်ခဲ့ကုသိုလ်ဟာအာဘဝဤကျိုးတွေမှန်ပါတပည့်ကြားဘုရုဤကျိုးတွေပါအာဘဝဒါရင်ခင်ဗျားတို့ကပြင်ဟင်မင်းတို့ဘဝနတ်ဘဝကောင်းစားမှာပေါ့ဟင်ကောင်းစားလိုက်နတ်ဘဝကောင်းစားရေးလောက်တာဘုရုအာဘဝကြောင့်ဖြစ်တာကြီးတယ်မှန်ပါတပည့်ကြားနတ်ဘဝကောင်းစားရေးလောက်တာဘုရုအာဘဝ အာသွားရအကြောင်းပုံစံရေးကုသိုလ်တွေကအကျိုးကဲမောင်းနိုင်သေချာပေါ်ပြီပါဘာဆက်ကဏိဘအင်္ဂုတ္တနိဗ္ဗေရိကပရိယာယသုံးပါသေသေချာချာဘုရားဟောတဲ့အတွက်ဘုကြီးကရှင်းရှင်းလင်းလင်းပြောပေးတယ်သဘောပါကြကဲခင်ဗျားတို့ဒီနာမျိုးနဲ့ဒီညာမျိုးရတာကိုပဲမောင်းနိုင်တော်တော့ညံ့လာလို့ရတယ် ရနိုင်တဲ့အကြောင်းကိုရှိပါကုသိုလ်ဆိုမကောင်းတာပဲရှိမလုံးกว่าလေပိတ်ရင်းတဲ့လူကတဘုံကြီးရှိသေးတယ်ကုသိုလ်ဟူသေးတယ်ကုသိုလ်ပါလို့ဆိုတော့ဘယ်မကောင်းတာရှိမလဲဟောပိတ်ရင်းတဲ့လူကမရှိဘူးလားရှိပါကုသိုလ်ဆိုတာကောင်းတာကြီးတော့กว่าဘုံဘဝကိုဖြစ်စေတတ်တဲ့ကုသိုလ်ဟူသေးအာရဝကြောင့်ဖြစ်တဲ့အကျိုးတရားလို့ခင်ဗျားဟောလိုက်ပါပါရှင်းမလားရှင်းပါဘုံဘဝတောင်းတာလောက်တဲ့ကုသိုလ်တွေဝန်းနေများပြည့်နေမယ်ဆိုရင်ဒါဘုရုကြောင့်ဖြစ်တာလားအာရဝ ဒါပဲနဲ့အရောကြောင့်ဖြစ်တဲ့ကုသိုလ်ပြင်းသူဘုံဘဝတွေဒုက္ခသစ္စာတွေပေါ်မပေါ်ပေါ်ပါဘောရရှင်ဖြင့်တရားဓမ္မတို့ဘယ်မှနေပါရင်နိဗ္ဗာန်ပေါ်တာဟုတ်ကြလားမဟုတ်ပါဘူးဒုက္ခကတိငင်းနေနိဗ္ဗာန်ပေါ်တာဟုတ်ပါရဲ့မဟုတ်ပါဘူးဒါကြောင့်တဲ့ပါလေးဘုရားပါလေးတန်တာခင်ဗျားတို့အသောတရားကုံရတဲ့ရောပါလေးလုတ်တပည့်ကြပါလေးလူလူပါလေးတန်တာပါသောတရားကုံ အဲ့ဒါလေဆူတောင်းရပဲရှိသေးတယ်ကောင်းအောင်လုပ်တဲ့လုပ်ကမဲ့ကန်ချစ်ပန်းနဲ့လုံမရပါဘူးအဲ့ဒါဆူတောင်းရလုပ်တာရှင်းမလားဆူတောင်းနေတော့မရသေးဘူးပြမကြီးသွန်းနေလို့ကျုပ်တွေကလိုလိုပေါက်မှလားပေါက်ပါဘူးကွာဝဲရအောင်ပါကျင်းဝေးတွေပေးရအောင်မဟုတ်လားမှန်ပါအဲဒီမှာရှိတဲ့ကျုပ်တွေမှာရှိတဲ့အဲကိုယ်ကုံဝဲနဲ့ ဝုတ်ပေးမှသာခင်ဟိုထဲမှာရှိတဲ့ရေတွေခမ်းပြီးကြက်ကောင်လေးတွေဖြစ်ပြီးပြင်မဲ့ဆွမ်းနိုင်တာမှန်ပါမဟုတ်ဘဲနဲ့ရတယ်လေသုံးစံရှိရလားမရှိပါဘူးအဲ့ဒါဘယ်ရလဲမဟုတ်ဘူးလားမှန်ပါပြင်မဲ့ကနေငါကြက်ကလေးတွေပေါက်ပါသေးတယ်ကျမကြက်လဲပြီးမြစ်တာပေါ့နေလို့တော့ကျုပ်ကလေးတွေကမပေါက်ဘူးတဲ့သူဥထားတဲ့ဥပ္ပါပေါက်ပါမပေါက်ပါဘူးအဲ့ဒီတိုင်းမှာပဲဒကာရမတို့လုံးမရမယ်ဘယ်လိုဟောပါလဲလုံးပါခဲ့လုတ်ကြပါစို့တဲ့ဓမ္မတွေဒါသိမ့်လိုက်ပါစို့နော်ခန္ဓာကိုဒုက္ခသစ္စာသိဖို့ရည်ကြည့် ခန္ဓာကိုဘာသစ္စာသိဒုက္ခသစ္စာသိအဲဒုက္ခသစ္စာကိုသိတာဒီဒကာရမတို့မကသစ္စာပေါ့ဗျာခန္ဓာလည်းဒီဘက်ကမကသစ္စာဒါဒီကခန္ဓာ၅ပါးဒီကခန္ဓာ၅ပါးထားတာပေါ့ဒကာရမတို့ဒီမိသားတိုင်းနော်အဲ့ရခင်ဗျားတို့ဖြစ်ပြချင်းခိုင်းတယ်ဘုရားကနော် ဒါယုတ်တရားဖြစ်ဖြစ်ရှိသည်ဒကာရမရဝေဒနာပဲဖြစ်ဖြစ်ရှိသည်နာရှိခန္ဓာပဲမကြဘူးမကြပါဘူးဒါခန္ဓာ၅ပါးကိုဒါဘာဘာဖြစ်ဖြစ်ရှိလို့ရှင်ခန္ဓာကခန္ဓာပဲရှိရမရောက်ဘူးလားရောက်ပါဘူးရောက်တော့ဒီရှင်းလိုက် ပြက်လိုက်ဝေနာလေးပေါ်လိုက်ဖြစ်လိုက်ပြက်လိုက်စိတ်ကလေးပေါ်လာပြက်လိုက်ပြက်အင်းရုပ်ကလေးရောပွေးလိုက်ဆန်းလိုက်လေချင်းဖြင့်ဒကာဓမ္မတွေသိတဲ့အတိုင်းအင်းထောက်ကန်တို့ထောက်ကန်တဲ့ရုပ်တွေပြက်ပြီးကာလာလှုပ်ရှားတဲ့ရုပ်တွေပေါ်ရင်ပေါ်နေလှုပ်ရှားတဲ့ရုပ်တွေပြောက်ပြီးအင်းတောင်းနေတဲ့ရုပ်တွေရောအင်းဒါလေးဖြစ်လိုက်ပြက်လိုက်မနေဘူးလားနေပါအေးဖြစ်လိုက်ပြက်လိုက်ပြက်ပြန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 ်ပြီးတော့ဟောဒီမက်ခင်နဲ့ ကြိုက်တာကိုရှုဘူးသဘောကြကြိုက်တာကိုတစ်ခုကိုရှုစိတ်ကြိုက်စိတ်ရှုဝေဒနာကြိုက်ဝေဒနာကြိုက်တာရှုတစ်ခုရှုကိုပါပါပဲသဘောကြအဲ့ဒီလေရှုလိုက်တဲ့အခါကျတော့ဩမိမိခန္ဓာကြီးဟာဒါဒါကမိမိညာပေါ့လေမိမိမက်ကဲမိမိညာနဲ့မိမိခန္ဓာကြီးလိုက်တော့မှာဒကာရမကြီးခဏခဏအဲဖြစ်လိုက်ပြက်လိုက်ဝေနာကြီးကြည့်လိုက်ချက်လိုက်ပြက်လိုက်အဲဒုက္ခကြည့်လိုက်ပြန်ချက်လိုက်ပြက်လိုက်ဒုက္ခကြည့်လိုက်ပြန် ဖြစ်လိုက်ပြန်ဥပ္ပခာလေးကြည့်လိုက်ပြန်ဖြစ်လိုက်ပြန်ဩမိမိခန္ဓာလားအောင်းနေတယ်မိမိခန္ဓာမဟုတ်ပါသူ့ဟောသူ့ဟောနဲ့သူဖြစ်ပြီးပြက်နေတာပါဒီလိုမြင်ရတခြားကြည့်ရကြည့်တယ်လူကညာကတခြားခန္ဓာကတခြားတခြားကြည့်မြင်ရအကြည့်ခံနေတာကဖြစ်တာဖြစ်တာပဲရှိရကြည့်ညာကလည်းဖြစ်တာဖြစ်တာကိုပဲမြင်နေရဒါဖြင့်ဩတာက ကြည့်တာကဉာဏ်ဓမ္မတရားဉာဏ်ဥသိတဲ့ဓမ္မတရားအကြည့်ခံရတာကခန္ဓာဓမ္မတရားအကြည့်ခံရတာကဘာဓမ္မခန္ဓာဓမ္မအဲကြည့်တဲ့ဓမ္မကဉာဏ်ဓမ္မခန္ဓာဓမ္မကဉာဏ်ဓမ္မနဲ့ကြည့်ပါတဘောကြခန္ဓာဓမ္မဉာဏ်ဓမ္မနဲ့ခန္ဓာဤသဘောဉာဏ်သဘောနဲ့ကြည့်ပါသဘောပါရလည်းလည်းကြည့်ကြခန္ဓာဤသဘောသဘောနဲ့ ခန္ဓာဤသဘောကိုဉာဏ်သဘောနဲ့ကြည့်ပေးပါလေခန္ဓာဤသဘောကိုဉာဏ်သဘောနဲ့ကြည့်ပေးလိုက်တဲ့အခါကျတော့ခန္ဓာကကိုယ်ခန္ဓာမဟုတ်တဲ့အတွက်ဒုက္ခသစ္စာဖြစ်နေတဲ့အတွက်သူဘာမှပြောလို့မရှိဘူးဒုက္ခသစ္စာပဲပြောတယ်မှန်ပါခန္ဓာသဘောကဘာပြောပါလဲဉာဏ်တော်ကဘယ်မှာသိပါလိမ့်မလို့လို့မေးတဲ့အခါကျတော့ဩဖြစ်ပြီးပြည့်နေတဲ့ဥစ္စာဒုက္ခသစ္စာပဲလို့သိနေပြီလားသိပါဘူးသိနေတော့ ခန္ဓာသဘောကဒုက္ခသစ္စာဟုတ်လားမှန်ပါဘူးခန္ဓာပင်ကိုယ်သဘောကဒုက္ခသစ္စာညာဤထိုးရမှုသဘောကလည်းတဲ့ကိုဆရာပေးထားတဲ့မျိုးလုံးဖျားပေးထားတဲ့မျိုးလုံးနဲ့မဂ္ဂင်ရှိပါသမားရိသမသင်္ကပ္ပဆိုတဲ့မျက်မှန်တက်ပြီးသမာရိမျိုးလုံးနဲ့ကြည့်လိုက်ပြီးဒီမှာဖြင့်ဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့ပဲညာသဘောကသိမသိဘူးလားသိပါဘူးဒါဖြင့်အတိသမားကတရားဟုတ် သဘောကြအသိခံရတဲ့ဓမ္မကတရားအသိသဘောကတရားနော်အသိခံဓမ္မကတရားဒီသဘောနဲ့ဒီသဘောကတရားစီသူကသိတတ်တာပဲပဓာနာထားပါသူကသူ့ပင်ကိုသဘောကိုဒုက္ခသဘောကိုဒုက္ခပြောတတ်တာကသူ့ပင်ကိုသဘောဒုက္ခရှိလို့ဒုက္ခသဘောပြောတာကခန္ဓာသဘောသဘောကြဒုက္ခရှိတဲ့ဒုက္ခတွေထုတ်ပြနေတာကခန္ဓာသဘောပြောမလဲ မင်းဘောကိုငါမှန်သိအောင်စောင့်ကြည့်မယ်ဆိုတာကဘယ်လိုဘောလဲဉာဏ်သဘောကအမှန်သိအောင်စောင့်ကြည့်ခန္ဓာသဘောကသူ့ရှိတာပြောတာခန္ဓာရဲ့ရှိတာပြောသူ့ရှိတာသူပြောတာသူ့ရှိတာဘာလဲဆိုရင်ဒုက္ခဖြစ်တယ်ဒုက္ခပြက်တယ်ဒုက္ခဒီသစ္စာလည်းသူပြောလိုက်ရှိဉာဏ်သဘောကမင်းပြောချင်တာပြောချင်တာကရှိစမ်းမယ်ဆိုပြီးရှိတယ်ဘောကဉာဏ်သဘောအဲ့ဒီကဲတော့ ဒီလိုသိသွားတဲ့အခါကျတော့ဩသူကဒုက္ခသစ္စာသူ့သဘောကဒုက္ခသစ္စာဟုတ်လားအဲညာဤပင်ကိုယ်ကထိုးရမှုကလည်းသူ့မှာငခုညာလုံးကတော့ဖြင့်ခုလိုသစ္စာမသိတဲ့ညာတရားတွေနားနေရအထုတ်နေတုန်းကတော့ဖြင့်လူပဲနဲ့ပဲဖြစ်နေတာပေါ့ကွာမှန်ပါခဏနာဘလူပဲနဲ့ပဲမဖြစ်ဘူးလားဖြစ်ပါအခုသေးသေးချာချာစဉ်းစားတော့ညံတော်ဆရာဘုန်းကြီးကပေးပေးလာတဲ့ခါကျတော့ ဒီညာကကလျာဏမိတ်တသူတော်ကောင်းနဲ့ပေါင်းသိလို့ရတယ်ညာဖြစ်ပြီးကြလာနေသောကြောင့်ဒီညာကတော့ဖြင့်လူသဘောကိုမသိဘူးဒုက္ခသစ္စာသဘောကသိတယ်မှန်ပါဒီညာကဘာသိပါလဲခန္ဓာကဘာပြောလဲအဲဆရာသမားကူကြီးနဲ့ရထားတဲ့ညာကဘာကိုသိတယ်ဒုက္ခသစ္စာကိုသိတော့ဒုက္ခဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာအဲ့ဒီကြလာတော့မှခန္ဓာငါးပဲဒီကြတဲ့မှာ ကမ္မသွားကြတယ်ဒီခန္ဓာကြီးလိုချင်သေးရဲ့ဘဝသွားကြတယ်ဒီခန္ဓာကြီး ਨੇ ပျော်သေးရဲ့ဒိဋ္ဌိသွားကြတယ်ဒီခန္ဓာကြီးကိုဒုက္ခသစ္စာသိကြတော့ငါ့ကုံငါ့အားလို့ယဉ်သေးရဲ့အာသောတရားတွေကမချုပ်ဘူးအာသောတရားတွေသစ္စာကိုသိတယ်ဆိုအဝိဇ္ဇာကရောချုပ်ကောင်းဆောင်လဲချုပ်နောက်လဲသုံးခုချုပ်ပါဒါကြောင့်ကောင်းဆောင်နောက်လဲသုံးကောင်းဆောင်ကအဝိဇ္ဇာနောက်လဲသုံးခုကကာမသွားဘဝသွားဒိဋ္ဌိသွား မချုပ်သေးဘူးလားချုပ်ပါဘူးထိုးလိုက်ချုပ်သွားတဲ့ခါကျတော့တရားတော်တရားကုံနာကိုဘာခေါ်ကြမလဲမသိပါဘူးဘာကြအာတော်တရားကုံနာကိုမသိပါဘူးအဲဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့မြင်လို့ရှိရင်အာတော်တရားကုံပါတယ်တပည့်ကြအာတော်တရားကုံတော့ဒီခန္ဓာကြီးကတော့ရှိရှိပင်ရှင်းရတော့လေကိလေသာရှုံမြင်းနဲ့နိဗ္ဗာန်ကိုရတယ်ခန္ဓာကတော့ဒကာဓမ္မတွေသိတဲ့တိုင်းနဲ့ ်ပြိဋိဘံစာမပဲခန္ဓာကပြောင်းခန္ဓာရှိပေမဲ့ကိလေသာချုပ်နေတဲ့ဘုရားကိုယ်တော်ကြီးလိုဖြစ်နေဘုရားခန္ဓာတော့မရှိဘူးရှိပါဘူးအာသောအကိနေအာသောတရားကတော့အဲသူညာနဲ့ဒုက္ခန္တာတော့သူကြည့်တာပဲအာသောကတော့ရှိကုန်မရှိဘူးဘုရားတပည့်ကြခန္ဓာကြီးနဲ့တော့သုံးပုံမလိုက်သွားလိုက်လမ်းနဲ့သင်္ကန်းယူလိုက်တကောပြလိုက်ရှိတာပါပဲတပည့်ကြအာသောကတော့ဘယ်နဲ့အဲပစ္စာသိတော့ ါကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာပုံနာကအာဘောလေးပါမကုန်သေးဘူးလားကုန်ပါဘူးအဲမလို့နိုင်ရင်လေးပါးလုံးကုန်တာပဲမလဲဗြဟ္မမဲ့ရမယ်ဆိုဒိဋ္ဌာသွားရင်ကုန်ပါပဲကာမသွားလေးပိုင်းလုံးကုန်ပါပဲအဝိဇ္ဇာသွားလေးပိုင်းလုံးကုန်ပါပဲသဘောကျလားဒိဋ္ဌာသွားကတော့ပြင်စံလုံးရောကုန်တယ်လို့မှတ်လိုက်ပါတော့ကဲဒါပြင်ဒကာဓမ္မတို့လုံးတတ်ပါဘူးဒုက္ခသစ္စာသိအကြောင်းဖြစ်ပြဒုက္ခသစ္စာပဲလို့ရှိရှုလိုက်လို့ရှိရင်ဖြင့် ရှင်ညာကမကတ္တဆာသူကုံနာကဘာလာဖြစ်အဲ့ဒါလဲအာသောဒီကုံနာကအာသွာကုံတဲ့နေရာစားထိုးတာကအာသွာချုပ်တဲ့နေကုံနာကအာသွာကုံတဲ့နေရာမှာစားထိုးတာအဲနိဗ္ဗာန်ကအာသွာချုပ်ရမှာကြားသေးဘူးလားသဘောပါဒီတဲ့အတုပါလို့ဒီပြလိုက်တယ်ကဲယနေ့ဒီကိုပြောကြပါအာသာ